မြမပထမအောင်ဆုံး K-pop idol ဖြစ်ခြင်းနဲ့ဒီရီရဲ့ K-pop lanky နဲ့သွားရဲ့အိမ်မန်ပရိသတ်ကြီးအခက်ခဲတွေအများကြီးကိုရင်ဆိုင်ကျော်ဖြတ်ပြီးတော့မြမပထမအောင်ဆုံး K-pop idol ဖြစ်လာခဲ့တာကတော့ဒီဒီခေါ်စွန့်လီဆိုပဲဖြစ်ပါရင် K-pop အမျိုးအစားကတော့ယနေ့ကမ္ဘာတဝန်းနမဲကျော်ကြားတွေရဲ့မျိုးအစားပဲဖြစ်ပါရင်နိုင်ငံကလူငယ်တွေကလည်း K-pop idol ဖြစ်ဖို့ဘသူမစိုးခွင့်ရင်းလေးရှိလာခဲ့ပါပြီနော် pop idol ဖြစ်ဖို့အရေးအချင်းပြည့်မီဖို့ဇွဲကောင်းကောင်းရှိဖို့လိုပါရင်ဒီလိုဆွဲရှိပြီးတော့လေ့ကျင့်ရေးတခြားသော ထရမိုင်းနဲ့ပြင်းထန်နေပြီးတော့မယားမကလိမ့်ချင်းခဲ့တဲ့ဒီနေ့ကတော့မြမပထမအောင်ဆုံးတန်မိုးရှိရဲ့ Kbox Idol တယောက်ဖြစ်နေခဲ့ပါပြီနော်။ဒီမှာကကိုရီးယားမှာ Kbox Idol တယောက်ဖြစ်ဖို့ဘယ်လိုကြိုးစားခဲ့တာလဲ။ဘယ်လိုရင်းသင်ယူခဲ့ရလဲဆိုတာဖော်ပြပေးတော့မှာဖြစ်ပါရင်။ဒီနေ့ဟာဒီမငယ်ကကိုရီးယားသွားပြီးတော့ Idol လောက်မှာလို့ပြောခဲ့ဝါတယ်။ဒီမကတကယ်တော့စိတ်ကူးရင်တသက်ပြောခဲ့တာဖြစ်ကတကယ်လုပ်ခဲ့မယ်လို့မထင်ခဲ့ကြပါဘူး။ဒါပေမဲ့လေဒီမရဲ့စင်ဟာထက်တဲ့ကုန်းနဲ့ဒီမရဲ့ကြိုးစားမှုတွေကြောင့်2016ခုနှစ် ။ဒီမှာတက္ကသိုလ်ပထမနဲ့ပြီးမှာပဲကိုရီးယားနိုင်ငံကိုရောက်သွားခဲ့တာဖြစ်ပါရင်။တောင်ကိုရီးယားကိုဆက်ဆံရအောင်ချိန်ကိုရီးယားနိုင်ငံမှာပညာဆက်သက်တင်မှုနဲ့အချိန်မှန်အောင်လုပ်ကိုင်မှုအရင်ဆုံးအခြေကျအောင်လုပ်ခဲ့တဲ့သူဖြစ်ပါရင်။ကျောင်းတစ်ဖက်နဲ့အသက်ဝယ်ဝန်ဆောင်လုပ်ကိုလည်းလုပ်ခဲ့ပြီးတော့ဒီမှာရဲ့ keyboard idol aim တွေကိုလည်းအကောင့်ထဲပို့နိုင်ရင်ကြိုးစားခဲ့ပါလိမ့်မယ်။တက္ကသိုလ်ပြီးသွားတဲ့အချိန်2020ခုနှစ်မှာလူရင်းအစစစ်ဆေးမှုတွေအောင်မြင်ခဲ့ပြီးတော့တူမန်တွေ့ K-pop idol ဖြစ်ဖို့လမ်းစာဖြစ်လာခဲ့ပါတယ် ူမဖွင့်ဝင်ဖြစ်တဲ့မရေချိန်ခင်မှာထက်ချောင်ခဲ့ရတဲ့ခက်ခဲလေးရှိပါတယ်။ပြိုင်ပွဲစောင့်ဝင်ဖို့လေ့ကျင့်ရင်းဆင်းတဲ့အချိန်မှာအပြင်လုံးမလုံးရဘဲနဲ့သူမရဲ့လွတ်လပ်ခွင့်တွေကိုအကုန်လုံးလွှတ်ချထားပြီးကေဘော့လေ့ကျင့်ရေးကိုဒီဇိုင်းဖက်မဲ့စူးစမ်းခဲ့ရတာဖြစ်ပါတယ်။သူမဟာ Icer Entertainment Group ကနေကေဘော့ဖွင့်ဝင်ဖြစ်တဲ့ရေးချိန်ခံရဖို့လေ့ကျင့်ရေးနဲ့လျှော့ညပါ agency ရဲ့ချောင်းမှတ်ထားတဲ့စီးပင်းစီကတ်တွေပဲနေခဲ့ရတာပါ။လေ့ကျင့်နေတော့မှသူမအသက်23နှစ်ဖြစ်ပြီးတော့သူမရဲ့အတွေ့အကြုံအားငယ်စိတ်တွေနဲ့ဒါအခုမှစလုပ်တာအချိန်နောက်ကျနေပြီလား အသက်ရဲ့အာဖီနဲ့ကြီးသွားပြီလားလို့အတွေးပေါင်းဆောင်နဲ့ခန်းစားနေရတယ်ပါ။ဒီဟာဒီလမ်းကိုစတင်ခဲ့တာဒီလမ်းကိုဘယ်မှဖြစ်မနေရှောင်ရမယ်။သူမရဲ့အိမ်မက်တခုဖြစ်လာခဲ့တာဆိုတဲ့စိတ်နဲ့လေးချင်ရေးစဆင်းခဲ့တာဖြစ်ပါရင်ကေဘောအိုင်ဒေါ်ဖြစ်ဖို့ဆိုရင်ဒီနေ့ပြောပုံရကတော့အစိုးကနဲ့ကိုလေးချင်ထိန်းနေရတာအဲ့ဒီချက်၃ချက်ပဲလိုအပ်တာဖြစ်ပါရဲ့။ယုံချောင်းရမလို့ပဲနဲ့ရုပ်ရည်အတင်းနဲ့ရှိပြီးတော့ထဲလန်ကောင်းရင်ပူအောင်မြင်တယ်လို့လည်းပြောပြခဲ့တယ်ပါဒီဟာသူမအဖို့ရဖြစ်နေမရွေးချယ်ခံရခင်ပါပဲ အကနဲ့အစိုးပိုင်းကိုအခြေခံကစပြီးတော့တင်ချာလေးတင်ယူခဲ့ရတာဖြစ်ပြီးတော့စစ်တကြဆက်အောင်ငင်မီလင်းတင်နန်းလေးကိုအဲ့ဒီညာလေးတင်လာခင်မင်းနဲ့တင်နန်းခန်းရောက်ပြီဆိုတာနဲ့ဘလို့စိတ်အခြေအနေပဲဖြစ်နေပါစေညနာကိုပြုံးထားပြီးတကြစွာလှုပ်ဆောင်ရမယ်လို့ကေဘော့လေးချင်းမှာစာဝတ်ဖြစ်ကိုနေတိုင်းကြားနေရတဲ့စကားလို့ဆိုပါရင်ဒါကြောင့်ကေဘော့အိုက်တော်တွေဟာစိတ်ထဲကြက်ခိုင်ပြီးတာမာနေကြတဲ့သူတွေဖြစ်နေတာပေါ့နော်အကန့်တင်တဲ့မှာဆီယမတွေဟာဆိုရင်လေသူမဟာစိတ်ကကြိုက်နေတော့မှညာအင်းပြီးတော့အကောင်းဆုံးကြော်ဖြတ်ခင်လို့ဆိုပါရင် ဒီရင်နောက်ဆုံးပြောသွားခဲ့တာဆိုရင် K-pop idol တယောက်ဖြစ်ဖို့အစိုင်းရင်းချိန်မှုအောင်မြင်သွားပြီဆိုတာနဲ့ no ဆိုတဲ့စကားလုံးမရှိစေရဘူးမလုပ်ချင်ဘူးမလုပ်တော့ဘူးဆိုတဲ့လူတွေမဖြစ်လာစေဖို့အရေးကြီးရလို့ interview တစ်ခုမှာပြောပြခဲ့တာဖြစ်ပါတယ်ဒီရင်ဟာလေ့ကျင့်တာတနည်းမပြည့်ရင်2021ခုနှစ်မှာပဲ K-pop idol အဖွဲ့ဝင်ဖြစ်တဲ့ Rebel G မှာအဖွဲ့ဝင်ဖြစ်တဲ့ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ် Rebel G အဖွဲ့မှာပွဲဦးထွက်ခဲ့ပေမဲ့လည်းသူမဟာငွေကြီးမလောက်တဲ့ပြဿနာတွေနဲ့တခြား K-pop အဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေကခံခဲ့ရသည်ဖြစ်ပါတယ် ခုမှတော့နုပညာတန်တန်း၃နှစ်ဒီမှကြာမှာတော့ကုမ္ပဏီတစ်တစ်ခုနဲ့လက်တွဲပြီးတော့ New Han ဆိုတဲ့ဖွင့်ပေါင်းကောင်းဆောင်ပြည့်နဲ့ပါဝင်ခဲ့လို့ဖြစ်ပါတယ်။ဒီဒီဟာသူမလည်းခက်ခဲတဲ့ဘဝကနေကေဘော့ကိုင်တော့ဖြစ်လာခဲ့တယ်မို့လို့တခြားသောဝါသနာပါသူတွေကလည်းဇွင်းနေလုံးလာရှိပြီးတော့ talent ကောင်းရင်ဖြစ်လာနိုင်တယ်လို့အားပေးစကားပြောဆိုခဲ့တဲ့ဘဝဖြစ်ပါတယ်။ဒီတော့ Breathe ကြီးရင် Breathe ကြီးတို့ထဲမှာရောကေဘော့ idol တယောက်ဖြစ်ဖို့စိတ်ကူးရင်ငယ်ကဒါဆိုရင်တော့လက်တွေ့မှာအကောင့်တွေပေါ်ဖို့ဂျူးနာလိုက်ကြပါနော်။ ဒီနေ့ရပြောဆိုပြုမှုလေးဟာချစ်စရာကောင်းရောဆိုတော့ဘန်ဒင်းဖြိုးနေတူညီမသချင်းလေးတူဆိုတာလေဒီလိုလေးပဲမကြခင်မှာပြန်နှံ့လာခဲ့ပြီးတော့ညီမသချင်းလေးကိုလည်းပိုင်နိုင်ကုန်လေးပါနော်မချက်လေးလည်းပြောပြသွားခဲ့ကြပါအောင်ရှင်